အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ17ရက်ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိုက်တန်သတင်းတွေထဲအတန်လေးတပိတ်ကိုဖြိုခွင်းဖို့လုံခြုံရေးတူးမြင်လှုပ်ဆောင်ခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့စစ်ကောင်ရှင်လူတရာကျော်တေဆုံထိခိုက်စေခဲ့တဲ့မြောက်ဦးစေယုံဘုံကျဲမုံကိုမဆိုးဘူးဆိုပြီးအောင်ပွဲခံနေတဲ့စစ်လော်ပီပြည်သူတွေအပေါ်စစ်တပ်ရဲ့စိတ်ရင်းစင်နာအမှန်ကိုပြသပေးဖို့မှာကြားနေတဲ့မင်းအောင်လှိုင် မိုးကုန်းနဲ့မိုးမိတ်ကန်ရဲ့ဆက်တိုက်မယ်လို့ကြုံဝါလာတဲ့ NUG ဗိုလ်ချုပ်ဟောင်းတဦးရဲ့သူ PDF တွေလက်ချက်နဲ့တည်ဆုံးခဲ့တဲ့အကြောင်းအပြေခက်ရဲ့ဆင်းရဲမဆွေးနွေးတော့ဘူးလို့ပြောလာတဲ့ထိုင်းကမ္ဘောဒီးယားစစ်ရဲဆက်လက်ပြင်းထန်နေတဲ့အကြောင်းအဲ့လိုတနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါရစေ။အတိုင်းလိုက်တဲ့ဘက်ကိုဖြုတ်ခွင်းမို့လုံခြုံရေးတုံ့ပြန်လှုပ်ဆောင်ခဲ့ပေမဲ့ မောင်မြင်ကဲစစ်ကုံရှင်ကြောင်းလန်ဆလိုက်ခြင်းပါတယ်။ကဘာလူခွင့်ရင်ထဲမှာပြုတ်လုခဲ့တဲ့ပြည်သူတရက်လုံးရဲ့အတန်တိတ်တပိတ်ကိုဖြိုခွင်းနိုင်ဖို့စစ်ကုံရှင်ဘက်ကလုံခြုံရေးတွန်းမြင်လှုပ်ဆောင်ခဲ့ပေမဲ့မောင်မြင်ခဲ့ဘူးလို့သတင်းရရှိပါတယ်။ CRPH NUG နဲ့တွလင်းအင်အားစုတွေကပေါ်ဆောင်တဲ့ဒီတပိတ်ကိုဟန်တာနိုင်ဖို့စေအုပ်စုဝင်နေတဲ့လက်အောက်ခံတွေကလုံခြုံရေးလုပ်ငန်းတွေကိုတွန်းမြင်ကြမ်းမတ်ဆောင်ရွက်ခဲ့ရလို့ဒီနေ့တော့စစ်ကုံရှင်ပိုင်သတင်းစာတွေကတစင်ရေးသားဖော်ပြထားပါတယ်။ တော်လင်းရာစုရဲ့အပြင်မထွက်အတန်တိုက်တပိတ်ကိုစစ်ကောင်မရှင်ဘက်ကသူတို့နဲ့ပတ်သက်ဆက်လွယ်သူတွေကဖျားစေတွေပုံမှန်သွားနေကြတယ်ဆိုပြီးဝါရဖြန့်ထားပါတယ်။ဒါအပြင်စေဘန်စေအောင်လေချောင်းခီးစဉ်မေထားခီးစဉ်ရေချောင်းခီးစဉ်မော်တော်ယာဉ်လိုင်းတွေလည်းပုံမှန်ပြည့်စွေ့စေခဲ့တယ်ဆိုပြီးဒီတပိတ်ဖြိုခွင်းမှုကိုဝန်ခံရေးသားထားပါတယ်။မနေ့ကအတန်တိုက်တပိတ်ကာလအတွင်းဆိုင်းနေမဖြစ်မနေဖွင့်ဖို့စစ်ကောင်မရှင်လက်အောက်ခံတွေအဖိအပေးချင်းချောင်းမှုတွေခံခဲ့ရတဲ့အကြောင်း ရန်ကုန်မြို့ခံတွေစီကနေစုံစမ်းသိရှိရပါတယ်။အဲဒီလိုသူတို့ကဖြတ်ဖို့စ조사ခဲ့ပေမယ့်အခုအတန်လေးတပိတ်ကာလဟာလည်းအောင်မြင်တယ်လို့ပြောလို့ရတယ်။2020ခုနှစ်ကလို့တိတိတတ်တာမဟုတ်ပေမယ့်80ရာခိုင်နှုန်းလောက်အောင်မြင်တယ်လို့ပြောလို့ရတယ်။ဒါကကျွန်တော်တို့ပြည်သူတွေဟာအခုအချိန်ထိစစ်တပ်ကိုမလိုလားဘူးဆိုရဲတက်တယ်ပဲလို့ရန်ကုန်မြို့ခံမျိုးသားတူကပြောပါတယ်။စစ်ကောင်မရှင်တရင်သားကတော့တိုင်းနဲ့ပြည်တွေမှာရှေ့ရအမျိုးအသီးသီးမှာပြည်သူလူထု စိတ်အေးချမ်းသာစွာပုံမှန်အတိုင်းသွားလာလှုပ်ရှားနေခဲ့တယ်ဆိုပြီးတပ်ပုံနှစ်ပုံနဲ့သတင်းဖော်ပြထားပါတယ်။ဒါအပြင်သူတို့ရဲ့အတူအောင်ရွေးကောက်ပွဲပြက်စီအောင်ပြည်သူတွေဒုက္ခရောက်အောင်အပြည့်ပြည့်ဆိုင်ရာလူခွင့်ရေးနေ့ကိုအကြောင်းပြပြီး silent strike ကိုလှုပ်ရှားမှုမှာပါဝင်ကြဖို့တော်လင်းအင်အားစုတွေကထိန်းချုပ်ဖိအားပေးခဲ့တယ်လို့လည်းဝါရဖြန့်ကြေတာထားပါတယ်။ဒုတိယအနေနဲ့လူတရာကျော်တည်ဆုံထိခိုက်စေခဲ့တဲ့မြောက်ဦးစေးုံဘုံကျင်းမှုကိုမဆိုးဘူးဆိုပြီးအောင်ပွဲခံနေတဲ့စစ်လော်ဘီရဲ့အကြောင်းပြောပြပါဦးမယ်။ အာခတ်တပ်တော်အေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ဆေးရုံကြီးကိုစစ်တပ်ဘုံကျဲမှုကြောင့်လူပြာကျော်တက်ဆုံးထိခိုက်စေခဲ့တာကိုမဆိုးဘူးဆိုပြီးစစ်လော်ပေတွေက Telegram Channel တွေမှာအမွေးခံရေးသားနေကြပါတယ်။ရခိုင်မြောက်ပိုင်းဒေသမှာရှိရပြည်သူအများအားထားနေရတဲ့အဲ့ဒီဆေးရုံကြီးအပေါ်ဖြစ်အားဖြင့်ပေါင်ဝါရဘုံတဲတဲကြောက်ပောက်ကွယ်မှုကြောင့်လူ33ဦးထက်မနည်းတက်ဆုံးတဲ့အပြင်ထိခိုက်ဒဏ်ရသူ86ဦးထိရှိလာနေပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ဘေးစစ်လော်ပဲကစိတ်မကောင်းဘူးပထမအလုံးလွဲသွားလို့ဆိုပြီးပြောဆိုနေကြတယ်လို့နှမျောလိုက်တာဆေးရုံကိုတချိန်ကျရင်စစ်တပ်ကပဲပြန်ဆောက်ပေးအောင်မလို့အမနာပါရေးသားဖြန့်ဝေနေကြပါတယ်။တခါ30ကျော်တဲ့100နိဘတ်တဲ့ခါနင်းဆိုတော့မဆိုးပါဘူး။ဂါဇာမိလာပြီလို့လည်းပြောနေတယ်လို့တကောင်တဲ့နှကောင်တဲ့ဆိုအမေရောလူအမိုက်တွေဆိုတာများများမြင်မြင်ရှင်းမတိုင်းပြည်အရှမ်းမှာဆိုပြီးလဲစစ်တပ်ထောက်ခံသူရှန်လူတွေမှာရေးသားပြောဆိုနေကြပါတယ်။ လူနာစင်နာဝန်ထမ်းနဲ့ဆေးရုံဝန်ထမ်းတွေတည်ဆုံးထံရရှိမှုကိုစစ်လော်ဘီကတော့အေတက်ဖို့ဝင်နေတည်ဆုံးလာလို့ပြောဆိုနေကြပါတယ်။ဆေးအုပ်စုရဲ့ဒီဇင်ဘာလ10ရက်အပြည့်ပြည့်ဆိုင်ရာလူခွင့်ရင်းထဲမှာကြဲချခဲ့ရဘုံကြောင်းမြောက်ဦးဆေးရုံတစ်ခုလုံးရှားစရာမရှိအောင်ပြက်စီသွားတယ်လို့အေပြောကွင်းချပုဂ္ဂိုလ်ဥက္ကန်ဒုက္ခကပြောပါတယ်။အပြည့်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာစစ်တပ်ရဲ့နေပြည်တော်ဖြစ်ပြီးလူအပ်တယ်လို့လက်တုံးပြန်သွားမယ်လို့လည်းသူကပြောပါတယ်။ NUG ဝန်ကြီးချုပ်ရုံပြောဆိုခွင့်ရှိသူဦးနေဘုံလက်ကလည်း မြအုပ်စိုးရင်ကိုဘုံကျဲပြီးလူစုလိုက်ပြုံလိုက် တတ်တတ်စက်တက်လို့ရဟာကြီးမားတဲ့ဆေးရကျွမ်းမှုဆိုတာကိုကဘာကြီးသိစေချင်တယ်လို့ပြောပါရယ် MBN ညပိုင်းသတင်းတွေကိုတင်ဆက်ပေးနေပါရယ်ပြည်သူရဲ့ဘောစက်တက်ရဲ့ဆက်ရင်စင်နာအမှန်ကိုပြသပေးဖို့မှာကြားနေတဲ့မင်းအောင်လိုင်းရဲ့သတင်းကိုတင်ဆက်ပေးကြပါရယ်ထောင်နဲ့ရှိရဲ့ပြည်သူတွေကိုလက်နက်အားကိုနဲ့တပ်ဖြတ်နေတဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်းကလောက်ရနဲ့နှုတ်ဖွဲ့စကားမငင်ညွတ်တာတွေကိုမနေ့ကပြုလုပ်တဲ့စစ်စေးတက်ကတော့ ဘူလောင်းတင်တဲ့အမှတ်စဉ်26တင်တဲ့ဆင်းဝင်းမှာပြောသွားပြန်ပါတယ်။စေဘော်ရဲ့အနေနဲ့တာဝန်ကြရာဒေတာရောက်ချိန်မှာတိုင်းရင်းသားပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာမေတ္တာစေနာအရင်းခံပေးပါဝင်ကူညီခြင်းအပြင်တက်မတော်ရဲ့စိတ်ရင်းစေနာအမှန်ကိုပြသကြဖို့အလေးအနက်မှကြားသွားတယ်လို့မင်းအောင်လန်ကပြောသွားတာပါ။စစ်သားတွေတောင်မကပဲပြည်သူလူထုရဲ့ကျန်းမာရေးကိုစေတနာအကျင်နာဘေးကင်းကွာဆိုရဲဆောင်မှုနဲ့အညီ စေနာတရားအကျင့်နာတရားအပြည့်နဲ့ပြုစုစောင့်ရှောက်သွားဖို့လဲစေဘော်တွေကိုအမိန်ပေးတော့ပါတယ်ဒီလိုစောင့်ရှောက်တဲ့နေရာမှာကာကွယ်ခြင်းတွေကုသခြင်းနဲ့ပုံမထျောက်တွေဆိုတဲ့အတိုင်းကိုစီကျမ်းမာရဲ့အသိကျမ်းမာရဲ့သတင်းမြင့်မားလာအောင် အသိပညာဖြန့်ဝေပေးခြင်းကြိုတင်ကာကွယ်မှုနဲ့ကုသမှုဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းတွေကိုကြည်ကြည်ပြန့်ပြန့်လှုပ်ဆောင်သွားကြဖို့အလင်းနဲ့မှာကြလိုတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်စစ်ကောင်ဆောင်ကမနေ့ကဂျန်ကိုမျိုးကိုရောက်ရှိနေတာအကြောင်းလုံခြုံရေးအပြည့်ချတာပြီး မင်္ဂလာလူမျိုးနယ်အတွင်းမှာရှိတဲ့လမ်းချုပ်ကိုလည်းပိတ်ထားတယ်လို့မြို့ခံတွေစီကနေသိရပါတယ်။မင်းအောင်လိုင်ရဲ့ဩဇာခံတွေဖြစ်လာမဲ့ဆေးဘုံတွေနဲ့အတူတင်းနှင်းဆင်းမွေးနဲ့ညစာစားပွဲကျင်းပနေတဲ့မင်းညံ့နေပိုင်းမှာပဲရခိုင်ပြည်မြောက်ဦးမြို့နယ်ကဆေးရုံကြီးကိုအာဏာသိမ်းစစ်တပ်ကပုံကျဲတိုက်ခိုက်လိုက်လို့လူ33တေဆုံးတဲ့အပြင်86ဦးထဏ်ရရှိခဲ့ပါတယ်။ဆက်လက်ပြီးမိုးကုန်းနဲ့မိုးမိတ်ပြန်ရရင်ဆက်တိုက်မယ်လို့ကြုံးဝါလာတဲ့ NUG အကြောင်းပြောပြပါဦးမယ်။ တန်းတက်တင်တယ်လေကတရုတ်ဖိအားကြောင့်တနက်မဖောက်ပဲပြန်ပေးခဲ့တဲ့မိုးကုံနဲ့မိုးမိတ်မြွန်းတွေကိုပြန်ရအောင်ဆက်တိုက်ပါမယ်လို့အန်ယူဂျီဝန်ကြီးချုပ်ကျုံပြောရေးဆိုခွင့်ရှိသူဥနေဘုံလက်ကပြောကြားလိုက်ပါတယ်ဒီနေ့ပြုလုပ်တဲ့မြို့သားညီအစွေရအန်ယူဂျီရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကနေဥနေဘုံလက်ကအခုလိုပြောသွားတာပါပြည်သူ့ကာကွယ်တပ်မတော် PDN နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအဖွဲ့ရဲ့အနေနဲ့ ်မန္တလေးတိုင်းမိုးကုံးမြို့နယ်ချမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်ဒေသတွေကိုကျူးကျော်ဝင်ရောက်လာတဲ့စစ်တပ်တွေကိုလူထုနဲ့လက်တွေပဲရဲရဲရှင်ရှင်ဆက်လက်တိုက်ပွဲဝင်နေရလို့သူကပြောပါတယ်တပန်နေမင်းစုံမထင်းရှုံနိုင်မှုပြန်လဲရရှိရေးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းဥနေဘုံလက်ကပြောပါတယ်မိုးကုံမိုးမိတ်နေမြေကိစ္စရုံနဲ့ပတ်သက်ပြီးအများစုကအမျိုးသားညွတ်ရဲ့အစိုးရအပေါ်မျှော်လင့်ချက်တွေထားပြီးစောင့်ကြည့်ခဲ့ကြတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းသိထားပါရယ် တတော်ထိလွယ်ချလွယ်နိုင်ငံရေးစစ်ရေးအခြေအနေအကျကျအပေါ်မူတည်ပြီးတရားဝင်ထုတ်ပြန်ချက်တွေကိုအစောတလျင်မထုတ်ပြန်နိုင်ခဲ့တာကိုတော့နားလည်ပေးနိုင်ကြလိမ့်မယ်လို့ယုံကြည်ရဲ့အကြောင်းသူကပြောပါတယ်။အန်ယူဂျီကာကွယ်ဝင်ကြီးဌာန PDS စေုံချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေသအစစ်စင်ရေးစစ်ဥစည်းအဖွဲ့ကိုဒီနေ့နိုဝင်ဘာလ9ရက်မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကလည်းဒေသတွေမှာရှေ့ရ PDS ပကဖတ်တပ်ရင်းတွေကိုစုစည်းပြီးအမင့်ပေကွက်ကင်မှုစနစ်တစ်ခုရဲ့အောက်ကနေ့ စစ်စင်ကိစ္စတွေကိုစနစ်တကျကွက်ကဲဆောင်ရွက်နေရလို့လည်းအတိပေးပြောကြားထားပါတယ်။မိုးကုံနဲ့မိုးမိန်မျိုးတွေကိုတအန်တက်တင်တဲ့လေကတရုတ်ကိုယ်စားလှယ်အဖွဲ့စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့နဲ့28ရက်နေ့တို့မှာကိုကြင်မြောက်အဖြစ်ဆွေးနွေးခဲ့ကြပြီးတဲ့နောက်အောက်တိုဘာလ29ရက်နေ့မှာလက်လွတ်လိုက်ပြီးဖြစ်တဲ့အကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ပြည်ရင်ထဲအနောက်ဆုံးတရင်ကတော့ဗိုလ်ချုပ်ဟောင်းတူရဲ့တူပြည်ထက်တွင်လက်ချက်နဲ့တည်ဆုံသွားတဲ့အကြောင်းဖြစ်ပါတယ် အနာသိစစ်တဲ့ဘ ෝජ ောင်းဟောင်းတူဖြစ်တဲ့မျိုးသိမ်းရတူဖြစ်သူဟာပီတဲတွေရဲ့လက်ချက်နဲ့တစ်ဆုံသွားပြီဖြစ်တယ်လို့သူရဲ့လူမှုကွန်ရက်ကတဆင့်မင်းရရှင်းတာပြောဆိုထားပါတယ်။ပီကရဘက်ကပီတဲတွေရဲ့ဆွေမိုက်စာမိပေတည်သွားတယ်လို့လည်းမျိုးသိမ်းကပြောပါတယ်။ဘူလောင်တက်ကလေးကတူတူကိုစူးစမ်းဖို့မှာကြားခဲ့တယ်လို့ခွင့်ပြန်တိုင်းလဲမျိုးသိမ်းကိုယ်တိုင်တင်ကြားပြသခဲ့ရအကြောင်းသူရဲ့လူမှုကွန်ရက်ကတဆင့်အသိပေးထားပါတယ်။ အရာရှိပြစ်လို့တခါတွေ့ရောမင်းငါစားတယ်ဖက်ရလားဆိုတော့ဖက်ပါလေလို့ဖြစ်တယ်ဒါဆိုရင်ကျမတကောင်ဥမှုဘလို့ကြည့်မလဲဆိုတော့မဖြစ်နိုင်ဘူးဒါနဲ့သူ့ကိုပြောလိုက်တယ်မင်းငါလို့ဖြစ်ရှင်ငါစားရယ်ဖက်ပါလို့ဘိုးကျော်ဟောင်းမျိုးသိန်းကရေးသားပြောဆိုထားပါတယ်တခါတူတူတစ်ဆုံသွားရပုံနဲ့ PDF တွေရဲ့ဆွေးမိုင်းကြောင်းအရာရှိတွေပါတစ်ဆုံခဲ့ရပုံနဲ့အတူတူတူကိုရှီကျူပြောဆိုစကားတွေလည်းထည့်ပြောထားတာတွေ့ရပါတယ်။လမ်းအတိုင်းသွားလို့ဘီဝါမှုအပါလေးဦးကြာသွားတယ် လုံကျော်ရဲ့ရှအပေးလမ်းအတိုင်းသွားတဲ့အခါတဲကျဲသွားလို့ဆွေမိုင်းမိပေမဲ့လွတ်ခဲ့တယ်။ဆွေမိုင်းနဲ့စောင့်နေတဲ့တော်တိုးပါလမ်းကြောင်းပြောင်းပါလို့ပြောနေတဲ့ကြားကမလိုက်နာလို့ကြက်ဆုံထံရတွေများပြီးမွှေ့နိုင်တော့လို့နောက်ကတက်ကူလိုက်ပြီးဆွဲထုတ်ရတယ်။ဗျူဟာမှုကဒိုတန်နဲ့လိုက်လာတဲ့အခါမိုင်းမထီအောင်ရှီတက်ပုံကိုသဘောကျလို့ရှီကျူရဲလို့သူကဆိုပါတယ်။တခါလက်ရှိဆက်အနာတိမ်မွန်ကြောင်ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေက ချစ်ကြနေဦးမှာဖြစ်ပြီးဂရုစိုက်ကြဖို့အပြင်းမခံကြဖို့ဆေးဟုတ်စုဝင်တွေကိုဗိုလ်ချုပ်ဟောင်းကတင်းစကားပတ်ထားပါတယ်။နောက်ဆုံးပြပတင်းအနေနဲ့ပြေခက်ရက်စေးမဆွေးနွေးတော့ဘူးလို့ပြောလာတဲ့ထိုင်းကမ်ဘောဒီးယားစစ်ရေးဆက်လက်ပြင်းထန်နေတဲ့အကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့တင်းတင်ဆက်မှုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားနေဆက်တစ်ချောင်းမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပေါ်မှုလေးရမြောက်လာချင်းအပြစ်ခက်ရက်စေးမဆွေးနွေးတော့ဘူးလို့နှစ်ဖက်လုံးကထုတ်ပြောလာပါတယ်။ အခုတိုက်ပွဲဖြစ်ပေါ်နေရတဲ့ပတ်သက်ပြီးတစ်ဖက်နဲ့တစ်ဖက်ဆွဆွေပြောဆိုမှုတွေလည်းဆက်လက်လှုပ်ဆောင်နေကြပါတယ်။ထိုင်းဝန်ကြီးချုပ်အနုံတန်ရှန်ဝီရာကူကကမ္ဘောဒီးယားကတိုက်ခိုက်မှုတွေမရက်မရှင်ဆွနေမှုလုံးဝမလုံနိုင်ဘူးလို့ပြောပါတယ်။ကမ္ဘောဒီးယားဘက်ကလည်းထိုင်းရဲ့ကျူးကျော်မှုတွေရပ်တန့်ပြီးမှသာဆွနေဖို့ရှိပြီးအသင်းရှိနေတယ်လို့ပြန်လည်ပြောဆိုပါတယ်။ကမ္ဘောဒီးယားရာရှိတူကကျူးတော်လာတဲ့ခြံသူကိုတိုက်ခိုက်ဖို့အတွက် သူတို့နိုင်ငံအနေနဲ့အခုလိုတိုက်ခိုက်ဖို့အခြေအနေကိုအတင်းအကျပ်တွန်းပို့ခံရတာဖြစ်တယ်လို့ဆိုပါရဲအဲ့ဒီကတိုက်ပွဲကြောင်ထိုင်းနဲ့ကမ်ဘောဒီးယားမှာရှိတဲ့အချက်သား၅သိန်းကျော်ဟာစစ်ဘဲခြောက်နေကြရပြီဖြစ်ပါတယ်ထိုင်းကကွေးဝင်းကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူရေရက်ဘူချုပ်ဆူရာဆန့်ခွင်စရီကလူပေါင်း၄သိန်းကျော်ကိုလုံခြုံတဲ့ခိုးလုံရနေရာတွေစီရွှေ့ပြောင်းပေးခဲ့ရတယ်လို့သတင်းထောက်တွေကိုပြောပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ထိုင်းနဲ့ကမ္ဘောဒီးယားကောင်းဆောင်တွေကိုဖုံးခေါ်ဆိုပြီးတိုက်ပွဲတွေချက်ဖို့တောင်းဆိုမယ်လို့ပြောပါတယ်။ဒါပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်ဖက်စလုံးကသဘောထားတွေတင်းမာနေဆဲဖြစ်တာကြောင့်စစ်ပွဲရဲ့အဆုံးတက်နိုင်အောင်မလန်တော့မမြင်သေးပဲစစ်လျင်နဲ့ဒုံးကျည်ပစ်ခတ်မှုတွေကြောင့်အချက်သားတွေကတော့အထိုက်တလန့်ပြေးလွှားနေကြရဆဲဖြစ်ပါတယ်။ NBA ညပိုင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ NBA ကနေ့စဉ်အကြမ်းလက်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MP ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးလည်းကဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။